မင်္ဂလာပါရှင်။ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ဖီမော်မြို့ကို KIA ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ပြီးစစ်ကောင်စီအလံကိုဖျောက်ချတာကဒုတက်ရင်မှုဗိုလ်မှူးရှင်းသက်အောင်ကိုအရှင်ဖမ်းဆီးရမိပါတယ်။ဖာပေါ်မြို့နယ်ခေါဖို့စခန်းသိမ်းတိုက်ပွဲမှာဗိုလ်ကြီး၃ဦးပါဝင်စစ်တုံးမှန်၁၈ဦးကိုဖမ်းဆီးရရှိပြီးစစ်သားမတအောင်၁၄လောင်းရရှိတဲ့တဲ့ပါဝင်။နောက်ဆုံးရတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်ရှင်။ ာဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ကချင်ပြည်နယ်စစ်ကောင်စီလက်အောက်ခံဇကောင်းတရရဲ့ကချင်အထုဒေသတစ်ကအိုဆိုးထားတဲ့တရုတ်မြန်မာနယ်စပ်မြို့ဖြစ်တဲ့ဖီမော်မြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးလို့ KIA သတင်းမြစ်ကပြောပြပါရတယ်။နှွေမာလာနှစ်ရက်နဲ့ညနေ6နာရီဝန်းကျင်ချိန်က တရုတ်မြန်မာနယ်စပ်မြို့ဖြစ်တဲ့ဖီမော်မြို့ကို KI နဲ့ PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။စစ်ကောင်စီလက်အောက်ကနယ်ကြားဆောင် PGF နဲ့ပြည်သူစစ်တွေကပြင်းပြင်းထန်ထန်ခုခံနေတဲ့ကြားကနေတပ်စခန်းတွေအားလုံးကိုဇက်တိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်မှာတော့ ဖီမော်မြို့ကိုသိမ်းပိုက်လိုက်တာဖြစ်တယ်လို့ KIA သတင်းမြစ်ကပြပြပါရယ် KIA ကဖီမော်မြို့ကိုခြိတက်တိုက်ခတ်သိမ်းပိုက်ရမှာလမ်းတစ်လျှောက်ကတပ်စခန်းတွေကိုသိမ်းပိုက်ရရှိခဲ့တယ်လို့ BP7 တပ်ကိတ်စခန်းကဒုတိယတရင်မှုဘုံမူရှင်းတဲ့အောင်ကိုလည်းအရှိန်ဖမ်းဆီးရမိခဲ့လို့သိရှိရပါရယ်နိုဝင်ဘာလတရနေ့ကလည်းခလရ298ကဘူကြီးကိုကိုအောင်ဦးစီးတယ်လက်ကိုရဲကျေးရွာစာတင်ကျောင်းစခန်းကုန်းကိုလည်းတိုက်ခတ်သိမ်းပိုက်ရရှိခဲ့လို့သိရှိရပါရယ်ရှင် ဆက်လက်ပြီးတော့ကရင်ပြည်နယ်ခရမ်းညိုတပ်မဟာ9နယ်မြေဖာပွန်မြို့နယ်ခေါ်ဖို့စကန်တဲ့တိုက်ပွဲမှာဗိုလ်ကြီး3ဦးပါဝင်စစ်တုံးမှန်18ဦးကိုဖမ်းဆီးရရှိပြီးစစ်သားမသားအောင်14လောင်းကိုရရှိထားတယ်လို့ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ကသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဘာလ29ရက်နေ့မှာ ခေါဘိုစကန်ကိုတိမ့်ပိုက်ရရှိခဲ့တာဖြစ်ပြီးနွေဘာလ3ရက်နေ့ထိခေါဘိုစကန်ကနေစွန့်ခွာသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလိုက်လံရှင်းလင်းခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုလိုက်လံရှင်းလင်းရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားမတာလောင်14လောင်းကိုရရှိခဲ့သလိုတက်ခွဲမှုအဆင့်ဗိုလ်ကြီး3အပါဝင်စစ်တုံးပန်း12ခုကိုလက်လက်ခရမ်းတွေနဲ့အရှင်ဖမ်းဆီးရမိခဲ့လို့ PPLA ကသတင်းထုတ်ပြန်ထားပါတယ် PPLA ဘက်ကတော့ရဲဘော်တို့ဟာမြင့်မြတ်စွာကြာဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူအချို့လည်းရှိခဲ့လို့သိရှိရပါတယ် အဲ့လိုအပြည့်အသက်တိုက်ခိုက်သိမ်းပိုက်မှုအပြီးမှာတော့အကြမ်းဖက်စစ်ကောင်စီရဲ့ 60mm ဆက်တလက် RPG 7တလက် 81mm တလက် K3 ကိုလည်းမြေမြုံမိုင်းတစ်လုံးနဲ့ဆက်သွယ်ရေးစကားပြောဆက်ကြီးနှလုံးအပါအဝင်လက်လက်ခရမ်းတွေလက်ပစ်ဘုံးတွေကိုရရှိခဲ့လို့လည်းသိရှိရပါတယ်ရှင်။ ပဲခိုးတန့်တဲ့တဲ့ဘုတ်ကိုတက်ဆက်ပေးကြပါရယ်။ပဲခိုးတိုင်းမှာခြေလင်းတရင်မှုတင်တန်းတက်ရောက်ရန်ခီးထွက်လာတဲ့အမတ်စနစ်တက်မတော်စေယုံကပါရဂူသမားတော်ဗိုလ်မှူးထိန်တောက်ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးဆိုရရန်ကုန်တိုင်းစစ်တနာကတာဝန်ရှိသူတို့ကရန်ကုန်ခစ်သည်ကိုပြပြပါရယ်။အော်တိုဘာလ30ရက်နေ့ကအကြမ်းဖက်စစ်ကောင်စီရဲ့တက်မတော်ကြီးတက်ခတ်ရေးကြောင့်တန်တောင်ကြီးကိုခြေလင်းတရင်မှုတင်တန်းတက်ရောက်ဖို့အတွက် ခီးထွက်လာတဲ့ပါရဂူသမားတော်ဘုံမူးထိန်တောက်ဆိုသူကိုသူ့ရဲ့မိသားစုဝင်တဲ့သူပဲခူးတိုင်းဒေသကြီးတွင်းလမ်းပိုင်တနေရာမှာရန်ကုန်တိုင်းစစ်တနာတရင်း93ညနှစ်ကလက်ရဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဖမ်းဆီးရမိတဲ့ဘုံမူးကိုရန်ကုန်တိုင်းစစ်တနာကစစ်တုံးပန်းမူဝါဒညီထင်းထင်းထားရှိပြီးမိသားစုဝင်တွေကိုလည်းလူခွင့်ရဲ့အပြည့်အဝရရှိစေဖို့ဆောင်ရွက်ထားတယ်လို့ရန်ကုန်တိုင်းစစ်တနာကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ မွန်ပြည်နယ်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်မှာစစ်ကောင်စီတပ်တွေနဲ့ KNL ဥဆောင်တဲ့တော်လန်တပ်တွေအကြမ်းမှတိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ဘက်ကစစ်သား၄ဦးဟာသေသွားကြတယ်လို့ရန်ကုန်တိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့၁ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ကိန်းကရန်ကုန်ခေတ်စ်ကိုပြောပြပါရစေ။နှွေမာလာ၂ရက်နေက KNU ထင်းချုံနယ်မြေကြိုက်ထုံမြို့နယ်အတွင်းကိုစစ်ကြောင်းထိုးလာတဲ့အင်အား၂၀၀ပါတဲ့စစ်တပ်စစ်ကြောင်းကို KNL ဥဆောင်တဲ့ရန်ကုန်တိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ ကျင်းတယ်ကာကွယ်တပ်ဖွဲ့တော်လိုင်းအင်အားစုတွေကတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ တိုက်ပွဲဟာတနိုင်ကျော်ခန့်ဖြစ်ပွားခဲ့ပြီးလက်လက်ကြီးလက်လက်ငယ်တွေအပြန်အလှန်ပစ်ခတ်ခဲ့သလိုရန်ကုန်တိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တွေ drone လက်ယုံတက်ကလည်းဘုံတွေကျဲချခဲ့လို့လည်းသိရှိရပါတယ်။အဲလိုတော်လန်တပ်တွေရဲ့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဘက်က၄ဦးဟာသေဆုံးခဲ့ပြီး၈ဦးဟာဒဏ်ရာအပြင်းထန်ရရှိကာစစ်ကောင်စီက4ကားတွေနဲ့သေဆုံးသူတွေနဲ့ဒဏ်ရာရှိသူတွေကိုခေါ်ဆောင်သွားတယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်တပ်ကလက်လက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တာကြောင့်အနည်း နာကျွာတွေကိုကြောက်ရောက်ပြီးနေအိမ်တလုံးဖိုးရင်ကြောင်းဇရက်တစ်ခုတို့ပျက်စီးခဲ့လို့လဲရဲဘော်ကိန်းကပြောပါတယ်ရှင်။ ဒီတစ်ခါမှာတော့အကြမ်းဖက်စစ်ကောင်စီရဲ့မစင်မကျင်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်မတန်ဆန်းသူဥယေဟာအရေအတွက်မြင့်တက်လာတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဥကြုံမထုံးကပြောဆိုလိုက်ပါတယ်။နိုဝင်ဘာလ1ရက်နေ့86ချိန်မှာကုလသမဂ္ဂအထွေထွေညီလာခံရဲ့တတိယကော်မတီအစည်းအဝေးမတန်ဆန်းသူများ၏အခွင့်အရေးနှင့်စနစ်နဲ့တာဝန်ရှိသူတွေနဲ့စုပေါင်းအပြန်အလှန်ဆွေးနွေးတဲ့အစီအစဉ်မှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဥကြုံမထုံးကအခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ 2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာစစ်တပ်ကမတရားဆက်အနာသိမ်းဖို့ကြိုးပမ်းခဲ့ခြင်းကနေစတင်ကမတန်ဆွမ်းသူတွေရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့စိန်ခေါ်မှုတွေနဲ့အခက်အခဲတွေဟာတိတိတတမြင့်တက်လာခဲ့သလိုပြီးခဲ့တဲ့45လတာကာလအတွင်းစစ်ကောင်စီအနေနဲ့မတန်ဆွမ်းသူတွေရဲ့အခွင့်အရေးတွေကိုပြင်းပြင်းထန်ထန်ချိုးပေါက်ခဲ့လို့လည်းဦးကျော်မိုးထွန်းကပြောပါရတယ်။ဒါအပြင်စစ်အုပ်စုကကျွလွန်ခဲ့တဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေထဲမှာ လေချောင်းကလည်းမစင်မကျင်ဘုံကျဲတက်ခတ်ခဲ့တာကြောင့်ပဋိပက္ခဖြစ်ပွားရာအရက်ဒေသတွေမှာခလင်းငယ်တွေနဲ့လူငယ်တွေအပါအဝင်အရက်သားပြည်သူအများပြားဟာထိခိုက်ဒဏ်ရာရှိခဲ့ကတချို့မှာတော့ကိုလက်အင်္ကာတွေဆုံးရှုံးကမတန်ဆွမ်းဘဝကိုရောက်ရှိခဲ့လို့ဥကြုံမို့ထုံးကထောက်ပြပြောဆိုထားပါတယ်။အဲ့လိုလေချောင်းကလည်းဘုံကျဲတက်ခတ်မှုတွေကြောင့်မြန်မာနိုင်ငံမှာမတော်ဆန်းသူဥယေကိုမြင့်တက်လာစေခဲ့တာဖြစ်တယ်လို့လည်းကုလအစည်းအဝေးမှာတန်မတ်ကြီးကပြောပါရရှင်။ ခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့အကြမ်းဖက်စစ်ကောင်စီကနိုင်ငံရေးအကျဉ်းသားတွေကိုရာဇို့အကျဉ်းသားတွေရာနေတဆင်စစ်ကောင်စီကလုတ်ကြံတက်ဖြတ်ဖို့စ조사နေလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNN ကကိုတိုက်ထုံးကပြောပါရယ်အော်တိုဘာလ16ရက်နေ့ကနိုင်ငံရေးအကျဉ်းသားကိုရဲရင်အောင်ကိုမြောင်းမြထောင်ဒုတော်ကအရာရှိတင့်ဆွေလက်သက်မွေးထားတယ် တေရန်ကြအကျဉ်းသားလူမိုက်လင်းလင်းကရညိုးမရှိပဲတန်ကျွန်နဲ့နောက်ကျောကနေထိုးတက်ဖို့စ조사ခဲ့လို့သိရှိရပါတယ်။အဲဒီလိုလှုပ်ကြံတက်ဖြတ်မှုကလည်းကိုရဲရုံအောင်ကလူမြောက်ခဲ့ပြီးမဲ့လဲခေါင်းရိုက်ခံရပြီးခေါင်းကွဲသွားခဲ့လို့လည်းသိရှိရပါတယ်။အဲ့ဒီဖြစ်စဉ်မတိုင်မီတည့်ရလို့မှာမြမြထောင်ရထောင်အာနာပိုင်းဒုတော်ဝန်ကန်တင့်ဆွေကနေရာစုအကျဉ်းသားလင်းလင်းကိုနိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုရဲရဲအောင်နဲ့လွတ်တော်အမတ်ဒေါက်တာပြည့်ဖြိုးကိုရဲနဲ့ဖို့နောက်ဆက်တွဲပြဿနာတစုံတရာဖြစ်ပွားလာရင်ရှင်းလင်းပေးမယ်လို့နှုတ်နဲ့တေချာမှာကြားခဲ့တာကိုစုံစမ်းသိရှိအတည်ပြုနိုင်ခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကိုရဲ့ PPNN ကကိုတိုက်ထုံးကပြပြပါရတယ်။အဲဒီလောက်ကျန်မှုဖြစ်ပွားနေတယ်မှာလဲ ဒုတာဝန်ကတင့်ဆွေနဲ့ကြည်ကြဲရေးမှုကြော်စရာတို့ကလူတတ်မှုကျွလုံမှုစူးစမ်းသူတေတံကြရာစုအကျန်သားလင်းလင်းကိုထိရောက်တဲ့အရေးယူဆောင်ရွက်မှုမရှိဘူးလို့လည်းသိရှိရပါဗျ။အဲလိုနိုင်ငံရဲ့အကျဉ်းသားတွေကိုရွက်ချက်ရှိရှိလှုပ်ကြံတက်ပြတ်နေတယ်။ထောင်ကဒုတာဝန်ကတင့်ဆွေကြည်ကြဲရေးမှုကြော်စရာတို့ရဲ့လူခွင့်ရေးချိုးဖောက်နေမှုကိစ္စတွေကိုတောင်းဝန်ယူတောင်းဝန်ခံရမယ်လို့လည်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရဲ့အကျဉ်းသားများကိုရဲ့ PPNN ကပြောကြားလိုက်ပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့ဗနက်ခေတ်သစ်တွေကိုတင်ဆက်ပေးရပါကြည့်ရှုပြရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျေးမများပါ